2025မှာဗီဇာမလိုဘဲခရီးသွားနိုင်ပြီဖြစ်တဲ့အာရှ9နိုင်ငံကမ္ဘာနိုင်ငံအတော်များများအတွက်2025ခုနှစ်မှာအာရှဘက်ခရီးသွားရတဲ့ကိစ္စကအရင်ကထက်အများကြီးပိုပြီးလွယ်ကူလာနေပါပြီ။တချို့သောနိုင်ငံတွေကခရီးသွားဧည့်သည်တွေကိုဗီဇာမလိုဘဲဝင်ရောက်ခွင့်ပြုလိုက်တာအကြောင်းပါပဲ။ဒီဗီဒီယိုမှာတော့2025ခုနှစ်မှာဗီဇာမလိုဘဲသွားရောက်နိုင်မဲ့အာရှ9နိုင်ငံအကြောင်းနဲ့ဘာကြောင့်ဒီလိုအပြောင်းအလဲတွေလှုပ်လာရလဲဆိုတဲ့နောက်ွယ်ကအကြောင်းရင်းတွေကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်။ ဘယ်နိုင်ငံတွေပါမလဲဘာတွေထူးခြားနေမလဲဆိုတာသိရအောင်ဗီဒီယိုလေးကိုလိုက်ပါကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရစေထိုင်းနိုင်ငံထိုင်းနိုင်ငံကသူ့ရဲ့လာပါတဲ့ကန်ဂျီတွေစီကားတက်ကြွတဲ့ယဉ်ကျေးမှုဒလေးတွေအရသာရှိလာတဲ့အစားအသောက်တွေကြောင့်ခရီးသွားဧည့်သည်တွေရဲ့အသေးစွဲနိုင်ငံတနိုင်ငံအဖြစ်ရပ်တည်နေတာကြားလာပါပြီ2025ခုနှစ်မှာတော့နိုင်ငံအများအပြားကခရီးသွားတွေကဗီဇာမလိုပဲဝင်ရောက်နိုင်ပြီဖြစ်လို့ခရီးစဉ်တွေကိုပုံမိုရိုးရှင်းမြန်ဆန်လာစေမှာပါထိုင်းကဘာကြောင့်ဗီဇာကင်းလို့ခွင့်ပေးရတာလဲ အကြောင်းရင်းကရှင်းပါလေခရီးသွားလုပ်ငန်းကထိုင်းနိုင်ငံစီးပွားရေးရဲ့အဓိကအစိတ်အပိုင်းကြီးဖြစ်တာကြောင့်အစိုးရအနေနဲ့ဧည့်သည်တွေကိုပုံမူဆွဲဆောင်ခြင်းလိုပါပဲခရီးသွားတွေကဗီဇာအတွက်စာရွက်စာတမ်းတွေရှုပ်ထွေးနေစရာမလိုတော့တလို့လေးစိမ့်မှာတန်းစီစောင့်ဆိုင်းချိန်လေးပို့ထုတ်တောင်းလာတဲ့အတွက်ဘန်ကောက်မြို့ရဲ့ဈေးတွေချင်းပိုင်းကရှေးအောင်ဖျားချောင်းကန်တွေဖူခတ်ရဲ့ကန်းကြီးတွေကိုအချိန်ကုန်တတ်တာစွာပို့ပြီးခံစားနိုင်ကြမှာပါဒီလိုဆိုရင်ထိုင်းနိုင်ငံအတွက်ဘလို့အကျိုးကျေးဇူးတွေရရှိနိုင်မလဲ။ မိသားစုခရီးတဲ့တကူတော်ခရီးသွားဒါမှမဟုတ်တငယ်ချင်းဖွဲ့တွေကရုတ်တရက်ပေါ်လာတဲ့ခရီးစဉ်တွေကိုပါအလွယ်တကူစီစဉ်နိုင်ပါပြီ။ဗီဇာကြေးရှောက်လာကြေးတွေအတွက်ကုန်ကြစရိတ်ကိုလည်းချွေတာနိုင်ပါပြီ။အလုပ်ကိစ္စနဲ့ခဏတာလာရောက်တဲ့စီးပွားရေးသမားတွေဆိုရင်လည်းနှောင့်နှေးမှုမရှိဘဲအစည်းအဝေးတွေတက်ရောက်နိုင်မှာပါ။ခရီးသွားတွေအနေနဲ့အဲ့လိုစာပြတ်စာတမ်းနဲ့သက်ဆိုင်တဲ့ကိစ္စတွေမှာအချိန်ကုန်ခံစရာမလိုတော့ဘဲအလုပ်ကိစ္စလဲပတ်တဲ့ကိစ္စတွေကိုပို့ပြီးအာရုံစိုက်နိုင်ပါလိမ့်မယ်။ 2025ခုနှစ်ဇူလိုင်လမှာထိုင်းဆိုရကဗီဇာကင်းလွတ်ခွင့်ပေးတဲ့နိုင်ငံအရေအတွက်ကို58နိုင်ငံကနေ63နိုင်ငံအထိဒိုးချဲ့ခဲ့ပါတယ်။ဒါပေမဲ့2025မတ်လကစပြီးဗီဇာမလိုဘဲနေထိုင်ခွင့်ကာလကိုရက်60ကနေရက်30ကိုပြန်ပြီးလျှော့ချခဲ့တာပါ။အဲဒါကရေရှည်တဲခုပြီးဒေသခံလုပ်ငန်းတွေကိုရှင်ပြိုင်မဲ့သူတွေမရှိသေးပဲခရီးသွားလုပ်ငန်းနဲ့လူဝင်မှုကြီးကြပ်ရေးကိုဟန်ချက်ညီဖြစ်စေဖို့ဖြစ်ပါတယ်။ 2025ခုနှစ်ထိုင်းနိုင်ငံရဲ့ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကခရီးသွားလုပ်ငန်းကြီးထွားလာစေဖို့ဒေသခံစီးပွားရေးတွေကိုတိုးတက်စေဖို့နဲ့ဧည့်သည်တိုင်းချောမွေပြီးအမတ်ရစရာကောင်းတဲ့ခရီးစဉ်ကိုရရှိစေဖို့အားပေးပါရည်။ပြောရရင်ထိုင်းကသူ့ရဲ့အားသာချက်ဖြစ်တဲ့ခရီးသွားလုပ်ငန်းကနေဝင်ငွေကောင်းကောင်းရနေတဲ့အခြေအနေကိုအရှိန်မြှင့်လိုက်တာပဲဖြစ်ပါရည်။မလေးရှားနိုင်ငံမလေးရှားကတော့ခင်မီမျိုးကြီးတွေအပူပိုင်းကျွန်းတွေနဲ့ရင်ကျိမှုပေါင်းစုံရောနှောနေတဲ့နိုင်ငံတစ်ခုအဖြစ်နာမည်ကျော်ကြပါရည်။ 2025ခုနှစ်မှာခရီးသွားအများစုကဗီဇာမလိုပဲမလေးရှားကိုလဲပတ်နိုင်ပြီဖြစ်လို့ခရီးစဉ်တွေကပိုပြီးမြန်ဆန်လွယ်ကူလာမှာပါမလေးရှားအတွက်ကလည်းခရီးသွားလုပ်ငန်းကစီးပွားရေးရဲ့အထူးအအစိပ်ပိုင်းဖြစ်ပြီးအဲ့တဲ့များများအလဲလာတာနဲ့အမျှဒေသခံစီးပွားရေးလုပ်ငန်းတွေကြီးထွားဖို့ကူညီပေးပါရင်ခရီးသွားတွေကဗီဇာစောင့်စီရမလို့ပဲကွာလာလမ်ပူရဲ့မိုးမျော်တိုက်တွေပီနန်ရဲ့သမိုင်းဝင်လန်းတွေနဲ့လန်ကာဝီရဲ့ကမ်းခြေတွေကိုအချိန်မကုန်ပဲစူးစမ်းနိုင်ကြပါပြီ ပြောရရင်မလေးရှားကိုလာခြင်းရင်ခရီးစဉ်ကိုအရင်တုန်းကလိုအချိန်ယူပြင်ဆင်နေစရာမလိုတော့ပါဘူး။စိတ်ကူးပေါက်တာနဲ့လေရင်လက်မှတ်ကောက်ဖြတ်ပြီးထားသွားလို့ရတဲ့အထိအစိုးရဘက်ကဖြေလျှော့ပေးကြတာပါ။2025ခုနှစ်အစောပိုင်းမှာမလေးရှားရဲ့ဗီဇာကင်းလွတ်ခွင့်မူဝါဒအသစ်တွေကြောင့်ခရီးသွားလုပ်ငန်းမှာစံချိန်တင်တိုးတက်မှုတွေရရှိခဲ့ပါတယ်။အားရကြောင့်ပထမ3လပတ်မှာတင်ပေးနိုင်ငံတကာခရီးသွားဧည့်သည်10သန်းကျော်ကိုကြိုးဆိုနိုင်ခဲ့တာပါ။ အထူးသဖြင့်တရုတ်နဲ့အိန္ဒိယတို့လိုနိုင်ငံတွေအတွက်ဗီဇာကင်းလွတ်ခွင့်တက်တန်တိုးပေးခဲ့တာကအဓိကအောင်မြင်မှုလျှော်ဝှက်ချက်ဖြစ်ပါတယ်။ဗီဇာကင်းလွတ်ခွင့်ကအချိန်နဲ့ငွေကြေးတက်တာစီပြီးခရီးသွားတွေကိုရှုခင်းကြည့်ရှုတာဒေသခံအစားအစာမီးစမ်းတာဈေးဝယ်တာနဲ့ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းတွေကိုလွတ်လွတ်လပ်လပ်လုပ်ဆောင်ဖို့အခွင့်အရေးပေးပါတယ်။ဟိုတယ်ရီစားတောက်ဆိုင်တွေနဲ့ဆွဲဆောင်မှုရှိတဲ့နေရာတွေကဧည့်သည်ပုံမူရရှိပြီးနိုင်ငံရဲ့စီးပွားရေးကိုခိုင်မာစေပါတယ်။ ဒီမူဝါဒကမလေးရှားနိုင်ငံတွင်းကနေရာပေါင်းစုံကိုစူးစမ်းကျင်းသူတွေအထွက်လဲအခွင့်အကောင်းဖြစ်လာခဲ့ရတာပါစင်ကာပူနိုင်ငံစင်ကာပူကအတန်ရှင်းလုံခြုံပြီးခင်မိတဲ့ဆွဲဆောင်မှုများစွာရှိတဲ့မြို့ပြနိုင်ငံမှာ2025ခုနှစ်မှာခရီးသွားအများစုကဗီဇာမလိုဘဲလာရောက်နိုင်ပြီဖြစ်လို့ခရီးစဉ်တွေကပုံမိုရိုးရှင်းလွယ်ကူပြီးစိတ်ဖိစီးမှုကင်းမဲ့လာပါပြီမြေမပေါ်တဲ့ကျွန်းသက်တာဒီနိုင်ငံငယ်လေးအနေနဲ့ခရီးသည်တွေကိုပုံမိုဆွဲဆောင်ပြီးသူ့ရဲ့အဲ့ဝေပြူရဲနဲ့ဖျော်ဖြေလုပ်ငန်းတွေကိုအားဖြည့်ထောက်ပံ့ပေးခြင်းလို့ဖြစ်ပါတယ် ခရီးသွားတွေကဗီဇာအတည်ပြုချက်ကိုစောင့်စရာမလိုပဲရိုင်းနာဘေးဆန့်ဆန်တိုစာကျွန်းဂါဒင်ပိုင်းသက်ဘေးနဲ့ဒေသခံဟော်ကာစင်တာတွေကိုစိတ်ကြိုက်လဲပတ်နိုင်သွားမှာပါဗီဇာကင်းလုပ်ခွင့်ကအချိန်နဲ့ငွေကြေးစိတ်ရှုပ်ရတာကိုတတ်တာစီပြီးရှုပ်ကင်းကြည့်တာဈေးဝယ်တာအစားအသောက်တွေမြည်ဆန်းတာရင်ကျိမှုဆိုင်ရာအတွေ့အကြုံယူရာတွေကိုအပြည့်အဝအာရုံစိုက်နိုင်စီပါရင်၂024ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့ကစင်ကာပူနဲ့တရုတ်နိုင်ငံတို့အကြားရက်30နှုန်းနှစ်ဖက်ဗီဇာကင်းလုပ်ခွင့်သဘောတူညီချက်စတင်အသက်ဝင်ခဲ့တာပါ ဒါဟာစင်ကာပူရဲ့စီးပွားရေးနဲ့ကမ္ဘာလုံးဆိုင်ရာဆက်သွယ်မှုအတွက်အရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုလည်းဖြစ်ပါတယ်။ဒီမူဝါဒကရရှိနေထိုင်ခြင်းနဲ့ရပောင်းများစွာခရီးထွက်တာတွေကိုအားပေးပြီးခရီးသွားတွေကိုစင်ကာပူရဲ့နေရာအနှံ့အပြေအဝစူးစမ်းနိုင်စေဖို့ရည်ရွယ်ပါတယ်။ခရီးသွားတွေကယဉ်ကျေးမှုပြပွဲတွေ၊မြေကြောင်းခရီးစဉ်တွေနဲ့အပြန်အလှန်လှုပ်ရှားနိုင်တဲ့ပြတိုက်တွေကိုပါပျော်ပျော်ရွှင်ရွှင်လည်ပတ်နိုင်ပြီးရရှိတည်တတ်မဲ့အမတ်တရားတွေကိုဗီဇာကိစ္စစိတ်မရှုပ်ရဘဲဖန်တီးနိုင်သွားနိုင်တော့မှာပါ။ဂျပန်နိုင်ငံ ဂျပန်ကိုခေတ်မီမျိုးတော်ရီရိုးရာရင်ကျေးမှုနဲ့လှပတဲ့ရှုခင်းတွေပေါင်းစပ်ထားတဲ့နိုင်ငံအဖြစ်လူသိများပါတယ်။2025ခုနှစ်မှာနိုင်ငံအများအပြားကခရီးသွားတွေဗီဇာမလိုဘဲတွားရောက်နိုင်တော့မှဖြစ်လို့ခရီးစဉ်တွေကပုံမမြန်ဆန်ပုံမရိုးရှင်းလာပါပြီ။ခရီးသွားလုပ်ငန်းကနိုင်ငံရဲ့စီးပွားရေးအတွက်အရေးပါတာကိုဂျပန်လိုနိုင်ငံမျိုးကပိုပြီးနားလည်ထားတာပါ။အစိုးရအနေနဲ့နိုင်ငံတကာဧည့်သည်တွေများများလာလေပြီးဂျပန်ရဲ့ယဉ်ကျေးမှုသမိုင်းနဲ့မျိုးတွေကိုခံစားစေချင်လို့ပဲဖြစ်ပါတယ်။ ခရီးသွားတွေကဗီဇာစောင့်စီရမလို့ပဲဒိုကျိုရဲ့မိုးမျော်တိုက်တွေဒိုကျိုရဲ့ဖျားချောင်းတွေနဲ့အိုဆာကာရဲ့လမ်းတွေကိုစိတ်ကြိုက်စူးစမ်းနိုင်ကြပါပြီ2025ခုနှစ်ကစပြီးဂျပန်နိုင်ငံကခရီးသွားလာမှုဆိုင်ရာကြီးမားတဲ့ပြုပြင်ပြောင်းလဲမှုတွေကိုပြုလုပ်ခဲ့တာပါဂျပန်ကိုအလဲလာဖို့စဉ်းစားနေတဲ့ခရီးသွားတွေကတော့ဗီဇာကင်းလွတ်ခွင့်ကြောင့်အချိန်နဲ့ငွေကုန်တက်တာပြီးရှုခင်းကြည့်ရှုတာအစားအသောက်မြည်းစမ်းတာဈေးဝယ်တာနဲ့ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းတွေမှာအာရုံစိုက်နေပါရင် ။ခရီးသည်တွေကချယ်ရီပန်းဖွင့်ပွဲနဲ့စောင်းရွက်ကြွေပွဲလိုယာတီလိုက်ပွဲတော်တွေကိုတက်ရောက်နိုင်ဖို့အရင်ကလိုအကြကြီးပြင်ဆင်နေစရာမလိုတော့ပါဘူး။ခရီးသွားကုမ္ပဏီတွေအနေနဲ့ကလည်းခရီးစဉ်ရေးဆွဲရတာတွေပို့ပြီးလွယ်ကူလာပါပြီ။ပြောရရင်ဗီဇာရရှိရေးအလုပ်ရှုပ်ရတဲ့အဆင့်တွေရောပါသွားတာကြောင့်ခရီးသွားတွေရဲ့အာရုံကိုလည်းပို့ပြီးဆွဲဆောင်နိုင်လာမှာပါ။ဒီလိုမူဝါဒအပြောင်းလဲကနှစ်ဦးနှစ်ဖက်အကျိုးရှိစေမှာလည်းဖြစ်ပါတယ်။တန်ကိုရီးယားနိုင်ငံတန်ကိုရီးယားက K-pop နည်းပညာနဲ့ကျွဲဝါးတွေယဉ်ကျေးမှုတို့ကြောင့်နာမည်ကျော်ကြားတဲ့နိုင်ငံတစ်ခုပါ။ အရင်ကတည်းကလည်းခရီးသွားလုပ်ငန်းကနေဝင်ငွေကောင်းကောင်းရနေတာဖြစ်ပါတယ်။၂၀၂၅မှာတော့တောင်ကိုရီးယားကနိုင်ငံတကာခရီးသွားတွေများများထွက်လာအောင်လို့ဗီဇာဖြည့်လျှော့မှုတွေလုပ်ခဲ့တာပါ။အဲဒါကြောင့်ခရီးသွားတွေကဗီဇာဆောင်ဆိုင်စရာမလိုပဲဆိုလ်မြို့ရဲ့နန်ဒိုရီ၊ဘူဆန်ရဲ့ကန်ဂျီရီ၊ဂျဲဂျူချုံရဲ့ရှူကင်းတွေကိုစူးစမ်းနိုင်ကြပါပြီ။ဗီဇာကင်းလွတ်ခွင့်ရရှိထားတဲ့နိုင်ငံတွေကခရီးသွားတွေက2025ခုနှစ်ဒီဇင်ဘာလ31ရက်နေ့အထိ KETA ရှောက်ထားဖို့မလိုအပ်သေးပါဘူးလို့လည်းဆိုထားပါရီ ဒီအပြောင်းလဲကထောင်ကိုရီးယားကိုအလဲလာခြင်းနဲ့နိုင်ငံတကာခရီးသွားတွေအတွက်တော့အတော်လေးအဆင်ပြေလာတာပါအချိန်ကုန်ငွေကုန်လဲတက်တာသွားပါရီဆိတ်ရှုပ်ခံစရာလဲတက်တာသွားပါရီသူတို့ကရှုခင်းကြည့်ရှုတာဈေးဝယ်တာအစားအသောက်မီးစမ်းတာနဲ့ရင်ကျေးမှုဆိုင်ရာလေလာရေးကိစ္စတွေကိုပို့ပြီးအာရုံစိုက်နိုင်တော့မှာပါအခါအားလျော်စွာကျင်းပတတ်တဲ့ပွဲတော်တွေကိုတက်ရောက်တာဖြောပြပွဲတွေကိုကြည့်ရှုတာတွေကိုလည်းလွယ်လွယ်ကူကူလုပ်နိုင်တော့မှာဖြစ်ပါရင်အင်ဒိုနီးရှားနိုင်ငံ န္ဒိုနီးရှားကတော့ကျွန်းတွေ၊ဂန်ဂျီတွေ၊မီးတောင်တွေနဲ့ကွဲပြားတဲ့ရင်ကျေးမှုအမွေအနှစ်တွေပြည့်နှက်နေတဲ့နိုင်ငံတစ်ခုပါ။၂၀25ခုနှစ်မှာတော့အင်ဒိုနီးရှားရဲ့အလဲပတ်ခရီးစဉ်တွေကဗီဇာဖြေလျော့မှုတွေကြောင့်ပိုပြီးရိုးရှင်းမြန်ဆန်လာခဲ့ပါပြီ။ဒီလိုဖြေလျော့မှုတွေကြောင့်ခရီးသွားတွေကဗီဇာလျှောက်ထားရတာစိတ်ပူစရာမလိုပဲ။ပါလီရဲ့ကန်ဂျီရီ၊ဂျာကာတာရဲ့မြို့ပြအလှတွေ၊ရိုယာကာတာရဲ့ဖျားเจ้าတွေနဲ့လွမ်ပုတ်ရဲ့တဘာဝနေရာတွေကိုစူးစမ်းဖို့အခွင့်အရေးပုံများလာပါရင် အင်ဒိုနီးရှားနိုင်ငံကအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင်နိုင်ငံပေါင်း10နိုင်ငံကျော်ကိုဗီဇာမလိုဘဲဝင်ရောက်ခွင့်ပေးပြီးရပ်ပေါင်း30ဒီနေထိုင်ခွင့်ပြုထားပါတယ်။ဒါပေမဲ့ဒီရပ်ပေါင်း30ကလုံးဝတတန်းထုတ်လို့မရတဲ့ကာလဖြစ်နေတာကိုတော့သတိပြုရပါမယ်။ဗီဇာကင်းလွတ်ခွင့်ကြောင့်အချိန်ကုန်ငွေကုန်တက်တာပြီးယူကင်းကြည့်ရှုတာဒေသခံအစားအစာမီးစမ်းတာဈေးဝယ်တာနဲ့ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းတွေမှာအာရုံစိုက်နိုင်ပါတယ်။ hotel ရေစားသောက်ဆိုင်တွေနဲ့ခရီးသွားကာမရီတွေကဧည့်သည်ပုံမူရရှိပြီးစီးပွားရေးလေပတ်မှုကိုလည်းအရှိန်ပိုကောင်းသွားစေမှာပါ။ ။အဲဒယ်ရီကဒေသခံပွဲတော်တွေတက်ရောက်တာရိုးရရွာတွေကိုစူးစမ်းတာလမ်းညွန်ခရီးစဉ်တွေမှာပါဝင်တာနဲ့ဖျောင်းချီထိုးလုပ်ငန်းဒါမှမဟုတ်ရိုးရချက်ပြုံပြီးတင်တန်းလိုမျိုးလက်တွေ့အတွေ့အကြုံတွေကိုနှောင့်နှေးမှုမရှိဘဲခံစားနိုင်ပါတယ်။နမေကြီးလာတဲ့အင်ဒိုနီးရှားကျွန်းတွေလှောက်ရှားနေတဲ့မိထောင်ရှင်တွေကိုတွားရောက်လေ့လာဖို့အရင်ကလိုအကြာကြီးစောင့်မျှော်စရာလည်းမလိုတော့ပါဘူးဖိလစ်ပိုင်နိုင်ငံဖိလစ်ပိုင်ကတော့သူ့ရဲ့ရင်သက်ရှူမောပဲကမ်းခြေတွေအပူပိုင်းကျွန်းတွေပေါ်ယူတဲ့ပြည်သူတွေနဲ့တက်ကြွတဲ့ရင်ကျေးမှုတွေကြောင့်နမေကျော်ကြပါရင် 2025ခုနှစ်မှာခရီးသွားအများစုကဗီဇာမလိုဘဲဖိလစ်ပိုင်ကိုလည်ပတ်နိုင်ပြီဖြစ်လို့ခရီးစဉ်တွေကအရင်ကထက်ပုံမမြန်ဆန်ပုံမရိုးရှင်းလာပါပြီ။ခရီးသွားလုပ်ငန်းကစီးပွားရေးရဲ့အဓိကတော့ချက်ဖြစ်လို့အစိုးရအနေနဲ့အဲတယ်တွေကိုပုံမဆွဲဆောင်ပြီးသူ့ရဲ့ကျွန်းတွေမြို့တွေနဲ့ယဉ်ကျေးမှုနေရာတွေကိုပုံမလည်ပတ်စေချင်လို့ပဲဖြစ်ပါရည်။ခရီးသွားတွေကဗီဇာစောင့်စီရမလို့ပဲဘော်ရာကန်ရဲ့တဲပြူကန်ဂျီရီပါလာဝမ်ရဲ့ဂျီလင်းရဲ့ရေပင်တွေမနီလာရဲ့သမိုင်းဝင်လန်းတွေနဲ့စီဘူးရဲ့ယဉ်ကျေးမှုပွဲတော်တွေကိုပျော်ရွှင်စွာခံစားနိုင်ကြပါပြီ။ 2025ခုနှစ်မေလကစပြီးဖိလစ်ပိုင်ကအေရီးယားနိုင်ငံသားတွေကိုဗီဇာမလိုဘဲ14ရက်သွားလာခွင့်ပေးခဲ့ပါတယ်။ဒါ့အပြင်အမေရိကန်၊ဂျပန်၊ဩစတြေးလျ၊ကနေဒါ၊စင်ကာပူ၊ဗြိတိန်ဒါမှမဟုတ်ဥရောပရှင်ကန်ဗီဇာရှိတဲ့အင်ဒိယနိုင်ငံသားတွေဆိုရင်ရက်30အထိဗီဇာကင်းလွတ်ခွင့်ပေးလိုက်သေးတာပါ။ဗီဇာကင်းလွတ်ခွင့်ကအချိန်နဲ့ငွေကြေးကိုတတ်စာစီပြီးခရီးသွားတွေကရှုခင်းကြည့်ရှုတာအစားအသောက်မီးစမ်းတာဈေးဝယ်တာနဲ့ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းတွေမှာအာရုံစိုက်နေပါရီ။ ဧည့်သည်တွေကဒေသခံပွဲတော်တွေတက်ရောက်တာကျုံးလေခရီးစဉ်တွေမှာပါဝင်တာသမိုင်းဝင်နေရာတွေစူးစမ်းတာနဲ့ယဉ်ကျေးမှုဆိုင်ရာအလုပ်ယုံဆွေးနွေးပွဲတွေမှာနှောင့်နှေးမှုမရှိဘဲပါဝင်လာနိုင်တော့မှာပါဒီလိုဆိုရင်2025ခုနှစ်မှာ visa ကင်းလွတ်ခွင့် policy အသစ်တွေနဲ့ခရီးသွားတွေကိုနှစ်စာတိုးဆွဲဆောင်နေတဲ့အာရှခုနှစ်နိုင်ငံအကြောင်းကိုသိရှိသွားပြီလို့ထင်ပါတယ်။ထိုင်းရဲ့ခရီးသွားလုပ်ငန်းကိုအားပေးမှုမလေးရှားနဲ့စင်ကာပူရဲ့စီးပွားရေးဆိုင်ရာလွယ်ကူချောမှုရောင်ဖန်တီးမှုဂျပန်ရဲ့ရေရှည်တည်တံ့မှုမဟာပြူဟာကေကာချာကိုအသုံးချနေတဲ့ထောင်ကိုရီးယား ကျောဆုံများစွာရှိတဲ့အင်ဒိုနီးရှားရဲ့ဖြေလျော့မှုနဲ့အိန္ဒြိယဈေးဝက်ကိုဦးတည်နေတဲ့ဖိလစ်ပိုင်တို့ရဲ့မူဝါဒတွေကနိုင်ငံတကာခရီးသွားတွေကိုဆွဲဆောင်နေတာပါဗီဇာလျှောက်ထားရတဲ့စိတ်ပီစီမှုတွေအချိန်ကုန်မှုတွေနှဲပါလာတာကြောင့်ခရီးသွားအများစုကလေရင်လက်မှတ်ဖြတ်ပြီးအာရှကိုစုံစားကန့်ထွက်ဖို့အသင်းဖြစ်နေပြီလို့ပြောရမှာဖြစ်ကြောင်းဝေးများလိုက်ရင်ဗီဒီယိုလေးကိုညီကုန်းချက်လိုက်ပါရီအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ